AI ကိုအသုံးပြုပြီးတော့ဒီလိုမျိုးပို့တိုလေးတွေကိုအလွယ်တကူဘယ်လိုမျိုးထုတ်လုပ်ရနိုင်မလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာအသေးစိတ်ကိုပြပောင်းမယ်ဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့အောက်မှာလည်းပေါ့နော်ဒီလိုမျိုးပို့တိုလေးပြုလုပ်တဲ့အခါမှာ promote ကိုပေါ့နော်ဘယ်လိုမျိုးစဉ်းစားပြီးတော့ဒီ SMB အောင်ပေါ့နော်ရေးထုတ်ရနိုင်မလဲဆိုတာကိုပါတစ်ခါလေး link ချပေးထားပါတယ်။ဒါကြောင့်မလို့ဒီလိုမျိုးပို့တိုလေးတွေကိုပြုလုပ်ရနိုင်မယ့်နည်းလမ်းအကြောင်းကိုသိချင်တဲ့ဆိုရင်တော့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြုသိကြပါမယ်ဗျာ။ ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကဒီအခုရက်ပိုင်းပေါ့နော်အရင်ကခေတ်စားနေတဲ့ ChatGPT ရဲ့ပေါ့နော် AI feature လေးကိုသုံးပြီးတော့လုပ်ပြပေးတာဖြစ်ပါတယ်။အဲ ChatGPT ကဆိုရင်ပေါ့နော်အခုနောက်ပိုင်းမှာဆိုရင်သူကဒီတပ်ပုံလေးတွေကိုပေါ့နော်ကျွန်တော်တို့ကဒီ promote ကိုပေါ့နော်ကိုရေးနိုင်ရေးနိုင်တယ်လို့အဲတပ်ပုံတွေအများစုပေါ့နော်ထုတ်ပေးနိုင်အောင်တွေ့ရတယ်။ဒါကြောင့်မလို့ကျွန်တော်ကဒီနေ့ဗီဒီယိုလေးမှာအဲကိုရဲ့ဒီစဉ်းစားနိုင်စမ်းပေါ့နော်အဲကိုဘယ်လိုမျိုး idea ထုတ်ပြီးတော့ရေးနိုင်လဲဆိုတာကတော့ကိုယ့်ရဲ့ photo ရဲ့ reset ပေါ်မှာတော့မူတည်တယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ကလက်ရှိကျွန်တော်ရဲ့ဒီ YouTube channel ရဲ့ logo နဲ့ပေါ့နော်အဲ့ဒီ photo လေးကိုကျွန်တော်ကအဲဒီ photo လေးပုံစံအောင်ပေါ့နော်အဲဘောင်လေးနဲ့အဲသူလုတ်ပြထားတယ်ပေါ့နော်ကျွန်တော်ရှေ့ကလုတ်ပြထားတယ် photo လေးအတိုင်းပဲအဲပြီးလို့ရနိုင်မယ့်အကြောင်းလေးကိုပြောင်းပြပါတယ်အရင်ဆုံးတော့ကျွန်တော်တို့ကသူ့ရဲ့ဒီ ChatGPT ကနေပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ပြုလုပ်ချင်တဲ့ photo ကို ျွန်တော်ကရွှေ့ပေးရမယ်ပြီးရင်ဒီလိုမျိုးဘောနော် promo ကိုဘောနော်ကျွန်တော်တို့ကပြီးရင် photo ရဲ့အောက်မှာကျွန်တော်တို့ကပေးချပေးရမယ်ဘောနော် promo ရေးမဲ့ပုံစံကကြတော့ကျွန်တော်တို့ဒီကျန်တဲ့နေရာတွေကတော့ကျွန်တော်မိတ်ဆွေအနေနဲ့ကပြောင်းစရာမလိုဘူးဒီနေရာမှာကျွန်တော်ရေးထားတဲ့ကျွန်တော်ရဲ့ channel name ဒါမှမဟုတ်ကျွန်တော်ရဲ့ဒီ YouTube server button ဘောနော်100 gray striver အ striver subscriber ဘောနော်အဲ့ဒီနေရာတွေကိုကျွန်တော်တို့ကဒီမိတ်ဆွေတွေကဘောနော်ဒီလိုနေရာမျိုးမှာကိုလိုချင်တဲ့ပုံစံလေးတွေ ီးရင်နာမည်လေးတွေပေါ့နော်ပြန်ပြီးတော့ပြောင်းပေးလိုက်အောင်ပါပဲအဲဒါကတော့ကျွန်တော် YouTube channel အတွက်ပေါ့နော်ကျွန်တော်ပြုလုပ်ထားတဲ့ပုံစံလေးပါအဲဒီသူကတော့ဒီ photo ထုတ်တာခါကျတော့ကျွန်တော်တို့ဒီနည်းနည်းတော့စောင့်ပေးရတယ်ပေါ့နော်ကျွန်တော်တို့ကဒီ free be free version ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ photo ကကျတော့အနည်းငယ်တော့စောင့်ပေးရမယ်အဲ laptop နဲ့ထုတ်မယ်ဆိုရင်လည်းအချိန်ကတော့စောင့်ရတာချင်းကအတူတူပဲပေါ့နော်ကျွန်တော် laptop နဲ့လည်းဒီချက်စမ်းထုတ်ကြည့်ပြီးပါ යි laptop နဲ့စမ်းထုတ်လဲအဲအချိန်ကတော့ခြာတာကတော့အတူတူပါပဲ ဒါကြောင့်မလို့ဒီလိုနေရာမှာအရန်ကြနေဆိုရင်တော့ရန်စိတ်ပူကြမလို့ကျွန်တော်တို့ကအနည်းငယ်လေးတော့စောင့်ပေးလိုက်ပါဗျာအဲစောင့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ရဲ့လိုချင်တဲ့ပေါ့နော်ပိုတိုလေးတွေကအဲလှလပပလေးနေပေါ့နော်ပုံစံလေးကိုထွက်လာမှဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာပေါ့နော်အဒီဆောင်ရတဲ့အချိန်လေးကိုတော့ကျွန်တော်နည်းနည်းလေးကြော်လိုက်မယ် reset အနေနဲ့ဘယ်လိုမျိုးပိုတိုလေးထွက်လာမလဲဆိုတော့တစ်ချက်ဒီဗီဒီယိုလေးမှာပေါ့နော်ထပ်ပြီးတော့ပြပေးပါမယ်ဒါကြောင့်မို့ဗီဒီယိုလေးကိုဆက်ပြီးကြည့်ရှုပြကြပါအောင် ါဆိုရင်တော့နောက်ဆုံးအနေနဲ့ email creator လုပ်ပြီးတော့ကျွန်တော်တို့လူချင်းတဲ့ portfolio လေးကိုဒီ AI ကနေပေါ့နော်ထုတ်ပေးလိုက်ပါပြီ။ဒါဆိုရင်တော့ပေါ့နော်တော်တော်လေးကိုမိုက်တယ်ကျွန်တော်ဒီကျွန်တော်လူချင်းနေတဲ့ပုံစံအတိုင်းလေးပေါ့နော် AI global technology ဆိုပြီးတော့ကျွန်တော်တို့ YouTube subscriber ပေါ့နော် 100k ATP saver play button လေးပေါ့နော် button လေးနဲ့ပေါ့နော်ကျွန်တော်ဒီကျွန်တော်ရဲ့ logo icon အကောင့်လေးနဲ့တစ်ချက်လုပ်ထားတယ်။အဲပြီးရင်ကျွန်တော်တို့ကဒီကောင်လေးကိုကျွန်တော်က download ဆွဲမယ်ဆိုရင်လည်းဒီသူ့ရဲ့အောက်မှာပေါ့နော် ဒေါင်းလုဒ်ဆိုတာရှိတယ်ပေါ့နော်ဒေါင်းလုဒ်ဒါမှမဟုတ် share တာလည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ကတခါလဲဒေါင်းလုဒ်ဆွဲလိုက်ရင်လည်းရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ကဒီအဲကျွန်တော်ရဲ့ဒီ credit ရဲ့ကိုရအောင်ပေါ့နော်တခါလဲဒေါင်းလုဒ်ဆွဲလိုက်ပါမယ်ဒေါင်းလုဒ် click ကိုနေပြီးတော့တခါလဲ payment email file email လေးကိုပေါ့နော်ဒေါင်းလုဒ်ဆွဲလိုက်ပါမယ်အဲဒါဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ဒီ login နေတဲ့ပုံစံလေးကကျွန်တော် login တာနဲ့သူကထပ်တူကြတယ်လို့ပြောရမှာပေါ့နော်အဲကျွန်တော်နောက်ထပ်အနေနဲ့တော့ပေါ့နော်ထပ်ပြီးတော့ကျွန်တော် login တဲ့ပုံစံလေးတွေကိုလည်းထပ်ပြီးတော့လောက်သွားဖို့လိုရှိပါတယ် ်ဒါကတော့ကျွန်တော်မိတ်ဆွေတို့ရဲ့ဒီ promote ရေးတဲ့ပုံမှာတော့အများကြီးတော့မူတည်တယ်ပေါ့နော်အဲဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့လည်းအဲကျွန်တော်တို့ chat gpt ရဲ့ပေါ့နော်လက်ရှိခေစားနေတဲ့ ai လေးကိုသုံးပြီးတော့ကျွန်တော်တို့လက်ရှိမှာပေါ့နော် login နေတဲ့ portal လေးတွေကိုအလွယ်တကူပေါ့နော်ထုတ်လို့ရနိုင်မယ့်နည်းလမ်းအကြောင်းကိုနိုင်ရတယ်လည်းမလို့ထင်ပါတယ်အဲကျွန်တော်ရဲ့ channel လေးမှာဆိုရင်တော့ ai နည်းပညာနဲ့အကြောင်းပတ်သက်တဲ့အကြောင်းအရာများစွာကိုပေါ့နော်အမြဲတမ်းမျှဝေတင်ဆက်ပေးနေတာဖြစ်လို့ ဘေးစီကနောက်ပိုင်းလာတဲ့နီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာစာကိုထပ်ပြီးတော့လေ့လာကြည့်သေးတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမလို့ရသေးရင် like and subscribe channel လို့ပေးခဲ့ဖို့တောင်းဆိုချင်ပါဗျာဗီဒီယိုလေးကိုအဆုံးထိရှိပေးကြတဲ့ဒုတိယစီတိုင်းကိုလည်းခြေသူတူတူရှိပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်ဗျာအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်